ဒါဆိုလို့ရှိလို့ရှိရင်ကိုဒီ why ထဲမှာတိုက်ချစ်ကိုပေါ့နော်ဒီအမြင်အမြင်တွေ့ဝယ်တိုက်တယ်ဒါကြတော့ဒါအမြင်ဆုံးချစ်ကိုတိုက်လို့ရတဲ့နီးလဲမှန်တာပေါ့နော်ကိုဒီအမြင်တွေ့ဝယ်တိုက်တယ်ဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အခုဘယ်လိုမျိုးဟိုနည်းနည်းဆွေးနွေးပြချစ်သေးလဲကိုအမြင်တွေ့ဝယ်တိုက်တာကတော့တကယ်ချက်တိုက်မယ်ပေါ့ချက်တိုက်မယ်ကျန်တဲ့ပတ်စံရှာမယ်อืมစဉ်းစားရင်တော့အမြင်တွေ့ဝယ်တိုက် ်ဒါပေမဲ့အမြင်တွေ့ဝေတိုက်တိုင်းလည်းမနိုင်မှာမဟုတ်ဘူးလေနိုင်ရောငါကြက်ပေါ်မှာဘလောက်နားလဲလေဘလောက်သုံးသပ်နိုင်လဲဟာကြက်ကနိုင်တာလားဒီကြက်ကအရေးချင်းရှိတဲ့ကြက်ကိုနိုင်တာလားတစ်ဖက်ကအရေးချင်းမရှိဘဲနဲ့ကိုယ်နဲ့အကွက်ကြပေါ့ကွာလမ်းကွက်တဲ့ပေါ့ဟာဟိုကနှုတ်ဒီမကောင်းကိုကနှုတ်ဒီကောင်းလားတကွက်တည်းနိုင်ပါလားအဲအဲ့လိုမျိုးနိုင်လာတာလားအဲ့တော့ကိုကိုတိုင်းဆုံးဖြတ်နိုင်မလို့လဲဟုတ်ဟုတ်လား အဲ့လိုမဆုံးဖြတ်နိုင်ရင်လေဝေတိုက်တာအလကားပဲမင်းဝေတိုက်လို့ရှုံရင်ကြက်ဘူးရှုံမယ်လောင်းလောင်းဝေရှုံမယ်နှစ်ချက်ကွက်ပဲဟုတ်အဲ့ဒါဝေတိုက်အခုခေတ်ကြက်စီကလည်းဝိုင်းထဲမှာတကယ်ကောင်းပြီဆိုရင်အစိတ်30ရပေးရပြီအစိတ်30ဝေတဲ့ကြက်တကောင်းပြီလက်ရင်60လေးဆုံးတိုက်ရမယ်50 60တိုက်ရမယ်မင်းရှုံလို့ရှိရင်50တိုက်တယ်ဆိုပါစို့မင်းရှုံ80ရှုံမယ်မင်းနိုင်ရင်20ကောင်းနှုတ်လိုက်ဘယ်လောက်ရှုံမှာဘယ်လောက်နိုင်မှာဟုတ်လားဘာမှမနိုင်ဘူးဝိုင်းကောင်းလေးရှိတယ်အဲ့လိုမျိုးဝေတိုက်မဲ့အစား ကျက်ဝါသနာအရန်ပါတယ်လောင်းကစားလဲလုံးကျင်တယ်ဆိုရင်တော့ဝိုင်းထဲမှာတီးရကြည့်တာဘယ်ကျက်တွေကောင်းလဲဘယ်ကျက်တွေကောင်းလဲသူတို့မွေးလိုက်အဲ့ကျက်ဝိုင်းထွက်လာကြည့်ဟာဒီကျက်ကအစားကြီးကောင်းလားကျမ်းမကြီးကောင်းလားခွန်နိုင်မလားကိုဝေပန်ဝေပန်ပြီးအဲ့ဒီကျက်ပဲလောင်းလိုက်တာကိုရှင်းတယ်ဝေတိုက်စရာတော့မလိုဘူးအဆန်လည်းမကုန်တော့ဘူးလားခုနပြင်းရမယ်မွေးရမယ်ကြက်လေးကတော့နားယူပါမယ်နားယူပါမယ်တခါလဲဒီတိုင်းပဲလောင်းလိုက်တော့ဟုတ်တယ်အဲ့ဒီမှာပြန်ကွေးတာခုနပြောတဲ့ကျက်သမားနဲ့လောင်းကစားသမားဟုတ်ကျက်သမားစစ်စစ်တီး လူများကြက်လက်အာယုံမလာဘူးကိုကြက်ကိုမွေးမပြင်းမကိုကြက်ပုံတိုင်းမယ်အမြဲတမ်းတော့သူတို့ဝိုင်းမသွားခြင်းဘူးอืมအမြဲတမ်းဝိုင်းသွားခြင်းတဲ့လူကလောင်းကစားဆန်သွားတယ်โอเควาทနာပါတာထက်ကိုလောင်းကစားဘုတ်အာသာသွားတာပေါ့ကွာဟုတ်တယ်အာသူကတော့လောင်းမယ်စားမယ်လောင်းမယ်စားမယ်လောင်းကစားဘုတ်အာသန်တဲ့လူကတော့ကြက်လက်မဝင်နဲ့ကြက်လက်မမွေးနဲ့အလကချီရှုပ်တယ်အဲ့မှာอืมကိုကကိုပဲအမြင်ကြီးလောင်းလိုက်อืมဟာလာကိုအမြင်ဘလောက်ကောင်းလဲဟုတ်ကဲ့ဒါပေမဲ့ကြက်လောင်းတဲ့လူတော်များတော့ငါမြင်မှုတော့ကုန်သွားတော့ကောင်းကြီးပဲဟာဟိုလူဖြစ်သွားတော့ကောင်းနေပါတော့ကွာဟာ ငါတို့တော့လောင်းစားနေတယ်အလကလောင်းစားတော့မဟုတ်ချင်းချုပ်လိုက်ကုန်သွားတာပဲချင်းလေမင်းတို့လည်းဝိုင်းတွေရောက်ဘူးတာပဲကြည်လိုက်လေဝိုင်းရေရှိလာနိုင်တဲ့ကောင်ဗနေရောက်ရှိလာတော့တော့တော့ကုန်တာပဲစိတ်တိုင်းတော့ဝိုင်းပြေရောက်လောင်းစားသမားဆိုတာကုန်မယ်20កောင်းတွေ30កောင်းတွေကွာဘေးဟိုဘက်ဒီဘက်10ဝဲအရှုံးနိုင်ဖြစ်လိုက်ဒီ10ဝဲနိုင်ရှယ်10ဝဲရှုံးမီတင်းပြုတ်သွားပြီဟုတ်တယ်အခုတော့ဆိုလို့ရှိရင်ဒါမြန်မာပြည်ဝိုင်းစီကန်တွေပေါ့နော်ကျွန်တော်တို့ဒီဒီမြန်မာပြည်ဝိုင်းစီကန်အကြောင်းပြောကျွန်တော်ရှမ်းပြည်နယ်ကျွန်တော်တို့ပြည်မယူခွဲလိုက်မှာอืม ော်ရှမ်းပြည်ဘက်မှာတိုက်တဲ့ပုံစံကတကန်တာဟိုဝိုင်းစီကန်လေးတမျိုးအခုကျွန်တော်တို့ပြီးမှကြီးဒီမြန်မာပြည်ထမ်းမှာကျတော့တိုက်နေတဲ့ပုံစံလေးဝိုင်းစီကန်လေးကဟိုဟိုတမျိုးတမျိုးရှိတယ်အခုဒါကိုဟိုဟာဒနေ့လောက်ရှင်းပြပါလားမြန်မာပြည်ရဲ့ဝိုင်းစီကန်နေတဲ့โอ้โหว่าบ่รู้ပြောမလဲအကောက်တွေပေါ့အဲအကြောင်းလေးချက်ကအဓိကပေါ့နော်ကိုကဘယ်ထိသွားခြင်းလဲကိုကြီးရွယ်ချက်ပေါ့ဟာငါကတော့တိုက်နေရင်ဂျင်းတ်ပြီးကြားတော့ကြားတဲ့ဝယ်မှာတိုက်ပါမဖြစ်ဘူးဒီလူတို့ကတော့ ်ငါတော့ဟုတ်ပြီဘလို့ထိအဆင့်သွားခြင်းလဲဟိုနိုင်ငံတကာထိသွားခြင်းလားလားအခုနိုင်ငံတကာမှာလည်းကြက်တိုက်တဲ့နိုင်ငံတွေအများကြီးပဲလေဟုတ်ကဲ့အခုယူရီးယားဆိုရင်အနီးစားဆုံးပေါ့ယူရီးယားဆိုကြက်တိုက်တဲ့ပြုတ်လေသူတို့ကတခင်မများတိုက်ပြီဆိုစီးစနစ်ကောင်းကောင်းတစ်ခုလို့ပေါ့ကွာတော့ပေါ့ဟာတွေးတဲ့လူလုံးမဲ့တွေးတဲ့လူလုံးမဲ့တွေးတဲ့နေရာမှာတိုက်မယ်ဆိုရင်ဒါကဟိုထိတ်ဆုံးနေမရောင်းနိုင်ဘူးညီမတက်နိုင်ဘူးကွာ level တခုတော့ရောင်းရအောင်ပဲဟုတ်ကဲ့အမြင့်ဆုံးရောက်ဖို့ကစီးစနစ်လိုတယ်ဟုတ်ကဲ့အဲ့ဒီသူတို့စီးစနစ်ဒီတစ်ကဘာလုံးကလက်ခံတယ် ဒီစီကန်းလည်းဆိုညစ်တာပတ်တာမရှိဒုတိယစနစ်ကဟိုညစ်တယ်ကွာနောက်ဆုံးတချို့ရေချိတ်မှုချိတ်မှာအตาကြက်တွေကကြက်ဆွဲရောက်ရှုံးသွားတဲ့ကြက်တွေအများကြီးပဲဟုတ်ဒါကြတော့ကြက်ရေချင်းမဟုတ်တော့ဘူးဟိုလူပေါ့လူပါသွားတာပေါ့ဟုတ်ဟုတ်လူကကြက်ရေချင်းကိုလူကျင်တာလားကြက်ရေချင်းကောင်းပြီးနိုင်ကျင်လားဟုတ်ကဲ့အဲ့ဒါဆိုရင်တော့စနစ်တစ်ခုကောင်းကောင်းရှိဖို့လိုတယ်အဲ့ဒီစနစ်တစ်ခုကောင်းကောင်းရှိမှပဲဒါက तू က ဟိုတည်ယုံဝင်ဖြစ်နိုင်တာလေစနစ်မရှိဘဲနဲ့ဒီတိုင်းဆက်သွားနေတော့တည်ယုံဝင်ဖြစ်တယ်တည်ယုံဖြစ်လို့မရဘူးလူတွေကမှလည်းတည်ယုံဖြစ်ဖို့အများကြီးလုပ်ခဲ့ရနှစ်တည်းနှစ်၁၀ကြီးတိုးစားခဲ့ရတာဟုတ်တယ်ဟုတ်ချက်ချင်းဖြစ်လာတာမဟုတ်ဒါပေမဲ့သူတို့ကနောက်ဆုံးဘယ်လိုလုပ်လဲကြက်ကိုကြက်တိုက်ပွဲမဟုတ်တော့ကြက်ပြိုင်ပွဲဆိုပြီးလုပ်လိုက်တာဟုတ်တယ်သူတို့က competition ပုံစံမျိုးလုပ်လိုက်တာပဲ competition နော်အဲ competition လုပ်လိုက်တာကြက်တိုက်ပွဲမဟုတ်ကြက်ပြိုင်ပွဲအဲ့ဒီခါကျတော့ကြက်တွေကိုအတက်ပတ်တယ်လူလိုပဲဒိုးလဝိထိုးသူဖြစ်အောင်ကအတက်မဖွင့်တာကိုပတ်တိပတ်တယ်ဟုတ်တယ်ဟိုပြီးလို့ရှိရင်သူတို့ပြေးခေါ်တယ်အချီနဲ့ပေါ့ဘယ်နှချီပြင်းပါဖြစ်မလဲတည်ရီ ဘယ်နဲ့ကြည့်မလဲတို့မှာမဟုတ်တို့မှာအပီပဲအခါတည်းဘွားအပြက်ပဲကြက်ပါဟုတ်ဟိုသူညှီကိုညှီညှီပြီးဆိုရင်နေကူလာတာတို့မမှောင်လာတာတို့အများကြီးပဲ၄၅၈နာရီခေါ်လာတယ်အများကြီးရှိတယ်အဲ့ဒီခါကျရင်ကြက်ပြက်ပါอืมသူတို့မှာကြက်ကိုတန်ဖိုးထားတယ်ပြိုင်ပွဲလို့လုပ်တယ်လုပ်တဲ့အတွက်ကြောင့်အဲ့ဒါဆိုတော့သူတို့လူကြီးတွေတဖြည်းဖြည်းလက်ခံလာတော့ကွာသူတို့နိုင်ငံမှာလာဟုတ်ကဲ့အဲ့ဒါဆိုသူတို့မှာတရားဝင်ဖြစ်သွားတယ်တို့မှာတော့ဒီလိုဝိုင်းစည်းကမ်းနဲ့ဟိုဘလို့မတရားဝင်မဖြစ်နိုင်ဘူးနေကွနာပြောတောင်ကြီးပဲတောင်ကြီးပဲစည်းကမ်းတွေကောင်းတယ်ကြိုက်တယ် ဟုတ်ကဲ့အဲ့ဒီဒိုးစီကကျက်ဆွဲတွေထင်တာကရိုင်ဘတ်လို့ဆိုကျက်ကုမလို့တော့ထင်တာကိုအရေးကြီးတယ်ကျက်ကုဟုတ်ပါဘူးဒီတရေလုံးအခုတ်ခံတာဟာကိုကုလို့ရတဲ့အချိန်မှာပြေအောင်ကုနိုင်မှာဒါကျက်ဆွဲကောဟုတ်ပါဘူးသူတို့မှအဲ့လိုကုနိုင်တဲ့လူတွေအများကြီးပဲဟုတ်ကဲ့ဒါပေမဲ့လူဝိုင်းတမမမြင်ဝင်မကုလို့သာမမြင်ရတာကွာဟုတ်ပါဘူးအပြစ်မှာတကယ်ကုတဲ့ကောင်တွေဟာကြီးမများတိုင်ရင်ပဲလူတိုင်းပေးကုတာမှာခေါ်တာသူတို့မှဆရာကြီးကုတာပဲဟုတ်အဲ့လိုသွားတာလေအဲ့ဒီကဏ္ဍမှာလည်း ရိုင်စနစ်မှာလည်းကြက်ကူကအရင်အရေးကြီးတာပဲဟုတ်ကဲ့ဒါအောင်ဒီကလူတွေကမသိတော့ကြက်ကူနေရာပြောက်မှာကြောက်တော့ဘယ်လိုရိုင်စနစ်မကောင်းဘူးပါရိုင်စနစ်ကတကယ်ကောင်းလားဟုတ်ဘာလို့ဆိုညစ်ပတ်တာတွေမပါတော့ဘူးမှန်တယ်လူရဲ့ညံညီညံတဲ့တွေမပါတော့ဘူးကြက်ရဲ့အရေးချင်းပဲမှန်တယ်အရေးချင်းကောင်းတဲ့ကြက်နိုင်ပါပဲဟုတ်ဟုတ်ကောအရေးချင်းကောင်းတယ်ခုနကကြက်ရဲ့အရေးချင်းဖြစ်တယ်လို့ကြက်မွေးတဲ့လူရဲ့အရေးချင်းလည်းဆိုင်တယ်ကြက်မွေးတဲ့လူကလည်းသူတို့ပြောတဲ့မိနစ်တတ်မှတ်တာတဲ့မိနစ်10မိနစ်လားမိနစ်20လားအဲ့ဒါကိုခွန့်နိုင်အောင်မွေးတာပါ အဲလူကြီးအချင်းကပိုအရေးကြီးတယ်ဒီမှာဟုတ်တယ်အဲ့တော့မတိတဲ့ခါကျတော့ဟိုဒိုးစီကလူတွေကဟိုရိုင်းစနစ်ဆိုရင်ကျက်ဆွဲနေရပြောင်းမယ်လို့ပါလို့ဒါမျိုးတွေဖြစ်လာတော့ဗောနော်နောက်အဲ့လိုစနစ်အတီတရားဖြစ်မှလည်းဒိုးစီကိုလူများနိုင်ငံလူလာတိုက်ပါဟုတ်ဗောအဲ့တိုက်လို့ရှိရင်ဟိုဘက်ဒီဘက်လာပြီဆိုရင်ဒါတိုးတက်မှုရာခိုင်တော့များသွားပြီဟုတ်လားလားอืมဒီတိုင်းဆက်သွားနေတော့မတိုးတက်ပါဘူးကွာတရားဝင်ဖြစ်လေဒီတိုင်းဆက်သွားရင်မင်းကညင်းနေခုံနေဘယ်လိုမှအဆင်မပြေဘူးอืมဟိုမှာစီကံကြပါပဲ မနေ့20ပြည့်တရေမနေ့23ကြီးတရေဆိုတော့3ကြီးပြည့်တဲ့တောင်ဆိုတော့ဘယ်ရမလဲတည်နေတဲ့တရေပဲဟုတ်ပါဘူးဒါတို့မှတတ်မှတ်ပြီးဒါစီကံတို့ဒီမှာအာအချိန်ပြည့်တော့မယ်ရစ်တယ်ပြုတ်တယ်အဲ့လိုမျိုးတွေနဲ့ပြဿနာတက်တာတွေအများကြီးပဲလေဟာအများကြီးပဲအများကြီးအများကြီးပဲအဲ့လိုမျိုးအမြင်တဲ့လူတို့တက်နေတာအများကြီးပဲအဲ့ဒါတွေအဲ့ဒါတွေကိုထိမွာစနစ်ကြဖို့လိုတယ်ဟုတ်ပါဘူးမိုက်စီကံပေါ့ဘလို့စနစ်နဲ့တို့တိုက်မယ်လူများလက်ခံနိုင်တဲ့စီကံမျိုးအဲ့ဒီစနစ်မျိုးနဲ့ဆိုရင်တော့ပိုတိုးတက်တာပေါ့ကွာတို့တက်ပါ ျွန်တော်လည်းတော့ဟိုပြီးခဲ့တဲ့လောက်လေးတော့ကျွန်တော်သုံးသပ်ပြပါပါတယ်ကျွန်တော်တို့မြန်မာပြည်ဟိုဒီမြန်မာပြည်ပြည်မကြီးနဲ့ဒီရှမ်းပြည်တောင်ပေါ်ဖက်တွေပေါ့နော်ဒီတိုက်ကျစ်ကိုဒီအောက်ကစားဆန်းဆန်းရှင်းပြတဲ့နေရာမှာရှမ်းပြည်ဖက်ကနေပြီးတော့တာဝါလိုက်မယ်ဒီမြန်မာပြည်ကတော့ကြံခက်လိုက်မယ်ဆိုတဲ့ဟာမျိုးဇနစ်ကိုမူတည်ပြီးတော့သုံးသပ်ပြရတဲ့ဆိုတဲ့အထက်မှာပေါ့တချို့ကလည်းပြောကြတယ်ဘာလဲဟိုဒီလိုမျိုးဟို ိုကျင့်နှက်ကောင်ခုံနေတဲ့အချိန်မှာလူနေရကအနောက်ကလက်နဲ့ကန်ပြီးတော့တိုက်ရတဲ့ဟာကျတော့ဒါမြမရိုးရပေါ့အဲမသိရဘူးလို့ပဲကျွန်တော်တို့ကပဲရိုးရတန်ဖုံးမထားသလိုလိုပါလို့လိုမျိုးဒါအမြင်လေးတွေရှိရပေါ့နော်အရင်ခက်ကပေါ့ဟုတ်ရိုးရဆိုတာလည်းရိုးရပဲอืมရိုးရဆိုတာလည်းရိုးရပေါ့ဒါအခုတို့ချင်းလုံးမြမရိုးရပဲလေဟုတ်တယ်ဘယ်ပိုက်တော့ချင်းပြန်တော့တို့စီကန်းနဲ့ပဲပြန်ရတာလေဟုတ်တယ်ဟုတ်လားမပြန်ရင်တော့မလာနဲ့လေဟုတ်တယ်တို့ရိုးရချင်းမှတို့ခတ်လေอืมဟုတ်လားอืม ကဲပိုက်ကြောချင်းသွားမှဆိုရင်တို့သားမှတ်တဲ့စီကန်နိုင်မလို့ကောက်ပြရတာလေရိုးရစီကန်နိုင်မရအောင်ဟုတ်ပါတော့ကိုကဘလို့အဆင့်ထိသွားရင်လားဆိုတော့အဲ့ဒါပြောတာလေကိုကဒီအိုင်လေးတီးတီးလေးမှာပဲကျင်လဲပဲဆိုတော့ရတယ်ဒီစီကန်နဲ့ပဲသွားရင်းလေးခုံနေသွားအောင်ပါပဲတကယ်အမြင့်ကြီးတက်ကျင်တယ်ဟိုဘက်လူတွေလာမယ်ဒီဘက်ကြက်လောက်ကြီးတဲ့တိုးတက်ကျင်တော့စီကန်စနစ်တကျဖြစ်ဖြစ်မှရပါမဖြစ်တော့မလာဘူးလူမဟုတ်တယ်လေဒီ time mode ဆိုလို့ရှိလို့ရှိရင်လာအိုတို့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့အင်ဒိုတို့ကနေခါလာတိုက်ရတဲ့ဟာတွေမရှိရဘူး ကျွန်တော်မြန်မာပြည်မှာဒီကောင်လေးလာတိုက်မလားဘာလို့တိုက်မလဲเนาะမတိုက်ဘူးလေဒီစီကန်ရှိတော့မတိုက်ဘူးလေသူတို့စီမှာစီကန်တွေတူတယ်တူရတော့ကြောက်သူတို့လောက်လို့ရတယ်ဟုတ်ပါဘူးဟုတ်ပါဘူးကိုလည်းသူတို့ရင်မောင်တန်းကျင်သူ့စီကန်နဲ့ဖြစ်အောင်သွားမရအောင်ကိုစီကန်နဲ့သွားလို့မရအောင်လေမှန်တယ်ငါတို့ပြောနေတာကဟာဒီလောက်တသေးလေးပဲကျင်လေဖို့ပြောတာမဟုတ်တိုးတက်ဖို့ပြောနေတာလေတိုးတက်ဖို့ပြောတဲ့အတွက်ဒီချက်တွေထည့်ပြောဖို့ပြောရမှာမှန်တယ်ဟုတ်ပါဘူးပြောလို့မရအောင်ဟုတ်တယ်อืมအဲဒါဆိုလို့ရှိလို့ရှိရင် ဒီခုန YC ကန်အကြောင်းလေးပြောပြရည်ပေါ့နော်။နောက်တစ်ခုရှိတယ်။ YC ကန်ပြောပြရည်ခုနကပဲကြက်မွေးတဲ့လူနဲ့အကောက်ကိစ္စ။ဟာကြက်မွေးတဲ့လူကကြက်တိုက်ရေကွာကြက်ဝယ်ရပြီ။ပြီးရင်ဒီကြက်ကိုနှစ်ပတ်လားသုံးပတ်လားတစ်လလားကျွေးရမှာကျွေးအလကားမရအောင်စေးွားတွေဇရိတ်တွေအလုသမားဇရိတ်တွေကိုယ်တိုင်လုပ်ရင်လည်းအချိန်တွေအများကြီးပေးရတယ်ဟုတ်ကဲ့ဟုတ်ပြီအဲ့ကြက်ကောင်တိုက်ပြီးပါရင်တော့ဥမာ20ကောက်ဆိုပါစို့ 20အကောင့်နဲ့အကောင့်ကိုကိုကကိုချက်နိုင်ပြီကွာချုံးတော်မပြောရင်နိုင်ပြီနိုင်တဲ့ခန်းရောက်ရင်ဟိုဘက်ချက်ကူကချက်ကူကလေးဘယ်လောက်ပေးပါအောင်ဆိုကိုကပေးရတာ30ပြပါရောဟုတ်30ရာခိုင်နှုန်းပြောရပြီးလို့ရှိရင်ကိုချက်ဆွဲရလည်းပေးရတာ40ရာခိုင်နှုန်းပြောရည်ကိုကဘာမှပြန်မရအောင်ကိုရှုံးရင်တကြပြည့်ကိုနိုင်ပြား60ပြောပါကြီး sorry ခုနက30ပါဟိုတကယ်လို့ကျွန်တော်တို့ကတသိမ့်တိုက်မယ်ဆိုလို့ရှိရင်တိုင်းတော့တောင်းပေးရတယ် မှန်တော့ကိုရဲ့ချစ်ကူကိုတပေါင်းပြပေးရတယ်ပြီးရင်သူများချစ်ကူကိုတပေါင်းပေးရတယ်20ကောက်ဆိုရင်ဒိုင်းအောင်2000ပေးရတာအဲဟုတ်တယ်20ကောက်ရှိတယ်မန္တလေးလိုဖိမှာ20ကောက်အဲ့ပြား40ပြောပါပြီအဲဟုတ်တယ်40ပြောပါအဲဒီကကြတော့ဂျပန်ရှင်ကအဆင်မပြေတော့ဘူးမှန်တယ်ဟုတ်လားဂျပန်ရှင်အတွက်ကိုလည်းဒီဒိုင်းလေးအခန်းကဏ္ဍကနေပြီးတော့နည်းနည်းပါစဉ်းစားပြီးတင်လာဟုတ်ပါ။ဟုတ်တော့ဟုတ်။ဟိုဒီလက်ရင်လက်ဖျားတဲ့အနေဘယ်လောက်ရကြိုင်တော့ဆိုပြီးပေးရမှာ။ဟုတ်တော့ဟုတ်။ပြီးတင်လာပေါ့။စုကြီးအနေနဲ့သူ့ရဲ့အောင်မြင်မှုကိုအတိမတ်ပြုတဲ့ဟာပေါ့။ အဲ့လိုမျိုးလေးလှုပ်ပြီးတော့ကြက်မွေးတဲ့လူလည်းအဆင်ပြေတယ်။အင်းအဲ့ဒါသူတို့မန်လီဝိုင်းလေးဆိုသူတို့ရှိတယ်လေသူတို့ကကြက်နဲ့ကြက်ဆွဲဆိုပြီးမပြောဘူးကြက်ကုဆိုပြီးမခွဲပေးဘူးကြက်ကုဘယ်လောက်ရကြိုင်ဆုံးဆိုပြီးပြီးတော့ကြက်ကုကကွာဒီတနိုင်တနိုင်ပဲသူဝင်ရင်းရတာလေဟုတ်တယ်သူဘာမှမလုပ်သူတို့ရတာကိုမနာလို့ဖြစ်လို့ပြောတာမဟုတ်တော့နော်အင်းသူတို့ဘာမှမလုပ်ရဘူးဒီတနိုင်နှစ်နိုင်ပဲအပြင်းမခံလို့သူတို့ကကြက်ကြက်ဆွဲကရရပါပြီ။အင်းဒီကြက်မွေးတဲ့ကောင်နွားပေါ့။အင်းကြက်မွေးပြီးသားတိုင်းတဲ့ကောင်နွားပဲသူတို့လှုပ်ကြွေးတာတူပဲပေါ့။အင်း ဟုတ်လားအမတန်ဝါသနာပါပြီးတော်တော်အနစ်နာခံလို့သာလူတွေကကြက်ဝယ်ပြီးတိုင်းနေတာဒီအတ္တတွေပေါ့ငါငါကြက်နိုင်တယ်ဆိုတဲ့နာမည်လိုချင်လို့သာတိုင်းတာတကယ်စီးပွားရေးဆန်တော့ချင်းဒီကောင်းနေတော့ဟာပဲငါတို့တွေကတော့ဟာပဲဒါရှင်းပြောတာငါတို့တွေသက်တိုင်းနဲ့ကောင်းနေတော့ဟာပဲဟုတ်အဲ့လိုမဖြစ်အောင်ဒိုင်ဘက်ကလည်းဒီကြက်ကုတွေကိုနဲ့ကြက်ဆွဲကိုကြက်ပန့်ရှင်ကိုပေါ့နော်ဟုတ်ကဲ့ကြက်ဆွဲကြက်ပန့်ရှင်ကိုမျှတအောင်ဒိုင်တွေဘက်နေကိုခွဲဟိုဘယ်လိုပြောခွဲပြီးဖို့ကောင်းတာပေါ့ဟုတ်ကဲ့ ဟိုဒါမှတရားဝင်ရေးတဲ့ဝိုင်းနေရှိတယ်တချို့ဆိုချက်ခုဘလောက်ချက်ခုဘလောက်ရတယ်ဟောမဟောမအဲ့မှာတခါလဲရေးတာပါอืมကြက်နဲ့ချက်ခုဘလောက်ဆိုရေးတိုင်းဒါရှင်းတယ်อืมဟိုဘလိုပဲဖြစ်ကွာ तू ချက်ဘိုးတွေဘာတွေမရရင်တော့ तू ချက်ချီးမြင့်တဲ့ဂုံပြုငွေလေးတော့ तू လိုချင်တယ်လေချက်ပိုင်းရှင်းอ่ะ तू ဖီးပို့တက်တာပေါ့ကွာဟုတ်ပါတော့အဲ့တော့ဆိုမင်းတို့ဝိုင်းလူပို့လာတာပေါ့ဟုတ်ပါတော့အဲ့ဒါတွေလဲလိုအပ်တယ်မရှိဘူးเนาะမရှိဘူးဒီစနစ်မှာပဲလူနေရာတွေအများကြီးရှိတယ်အများကြီးအများကြီးอืมเนาะအဲ့ဆေးမိတဲ့ကိစ္စอืม က်တယ်ဟုတ်တယ်ဝိုင်းထဲမှာဆေးမိတဲ့ကိစ္စဟုတ်ဒိုးစီမှာရှင်လဲဆေးမိတာတည်ကြပြီဆိုရင်ဝယ်ရသွားတည်ရဖြစ်ဖြစ်ဟုတ်မော်လမြိုင်မှာမော်လမြိုင်အပြည့်ရှင်းမိတာရသွားဟုတ်ကဲ့တချို့နေရာတွေမှာမဟုတ်ဘူးညံတဲ့ကောင်ခံဟုတ်ညံတဲ့ကောင်ခံညံတဲ့ကောင်ခံဆိုရင်ဟိုဘလူကခံနေမှာလေဒီကိစ္စ။ဟုတ်။သူကပတ်စံလဲရှုံးမယ်ကြက်လဲပြတ်တယ်ကွာ။ဟုတ်။အခံကြီးဦးလေဟိုခံခဲ့ရင်တော့အောက်ဒီအောက်တန်းတယ်ကွာမပြောတာမနေတာလို့ကသူကပေးပေးပေးခဲ့ရတာလေ။အဲ့ဒါတွေကိုလေဒိုင်မတ်ပြတ်ပြတ်သားသားလောက်ဝင်ဖို့လို့။ တကယ်မိဘရဲ့စီကံကြရတာဆေးလို့ထင်ရင်ကျက်သမားနားလေတော့ကျက်သမား၄၅ယောက်ပေါ့နော်တကယ်သမားသမားကြတဲ့လူတွေပေါ့ဆုံးဖြတ်လို့ဆေးလို့ထင်ဒီဘွဲရပြီးတော့အရှုံးနဲ့မလုပ်ဝင်နဲ့အဲ့ဒါအကောင်းဆုံးပဲရှင်းတယ်အဲ့လိုမျိုးလုပ်လိုက်ရင်နောက်ဆေးလုံးမဲ့កောင်လည်းမလာတော့ဘူးလေ။တော့ပေါ့ပေါ့။ဟိုအလုတ်ခန့်နေရင်တော့လာနေအောင်ပါပဲ။ဒီဆေးလောကကြီးရတဲ့ကျင်ကျေပြန့်နေအောင်ပါပဲ။ဟိုပြက်စီတာပေါ့ကြက်ကောင်လေအလားတော့။တော့တော့။ငွေကြီးကြီးပါတော့လူတွေကနော်ရိုးသားတော့ပါပေါ့။ ်အမှန်ပါကွာဒိုးချက်တိုက်ရဆိုတာတော်တော်လွန်သွားပြီဟုတ်တယ်ဟိုငရေကြီးတယ်ကွာဒိုးဘုရားဘာသာယူနေပြောရင်ငရေကြီးတယ်အကုသို့ပေါ့အဲ့တော်တော်မှာကွာအဲ့ဒီလိုမျိုးအကုသို့များတဲ့အလုပ်တော်မှာတခါဆေးထည့်ပြီးလုပ်မယ်ဆိုတော့ဒီကောင်နဲ့လူမဟုတ်တော့ဘူးကွာတော်တော်တော့ရုံညံ့သွားပြီဒါတော်တော်အများကြီးပါအဲ့ဒါနော်ဒါလေးလည်းပြန်ပြီးတော့ချုပ်ကြည့်တော့ဒါစနစ်ကြောက်ပါပဲစနစ်ကြောက် ကျွန်တော်တို့မြန်မာပြည်ကတိုက်တဲ့စနစ်ကကြတော့ချစ်တကာကိုဝိုင်းထဲမှာကုနေချင်းမှာရေကိုလည်းပါဇက်တဲ့ထဲထဲလိုက်အစာကိုလည်းသူများပေးတဲ့ဟောက်ထဲလိုက်နေအဲ့ဒါဆိုဖြစ်မှုရခိုင်လို့အများကြီးပဲလေတော်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 ပေါ့ဖြစ်မှုရခိုင်လို့အများကြီးပဲဟိုရေမတိုက်ခင်မှာဖြစ်တာတော့ရေထဲမှာဖြစ်တာတော့အများကြီးရရှန့်နေအပြင်ကနေအများကြီးဖြစ်နေတာပေါ့ကောင်းတော့စနစ်တရားဖြစ်သွားရင်ပိုကောင်းတယ်အဲ့လိုရာဘတ်နဲ့ပါနဲ့မနစ်လေးနဲ့ပေါ့နော်ဟုတ်တယ်အဲ့လိုစနစ်တရားလေးဖြစ်သွားရင်တော့ อืมโหလူများဟိုကိုကျက်စနစ်နဲ့ကြိုက်တာကွာတို့ကမနေလို့ဆယ်ဆိုလူကျက်တယ်မနေလို့ဆယ်မခွန်နိုင်ဘူးလေဆယ်မနေတော့လောကောင်ဒါမျိုးတတ်မှတ်ပြီးတော့လုံနိုင်ရောပိုကောင်းတာပေါ့လူတိုင်းပို့ပြီးချစ်တိုက်လို့ရပါတော့ဗောနော်အာလူတိုင်းအခုဆိုရင်တော့ချစ်ကူမရှိလို့ချစ်မတိုက်ရတဲ့လူတွေအများကြီးပဲအများကြီးပဲအဲ့လိုအဲ့လိုအများကြီးပဲอืม